မိုင်းဆက်မျိုးနိုင်ယာဂီမုံတိုင်းတန်ကြောင့်မိုးသီးနှံများထိခိုက်ပျက်စီးမှုအပေါ်မျိုးစေ့နှင့်သွင်းအားစုများထည့်သွင်းနိုင်ရန်ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းမိုင်းဆက်မျိုးနိုင်ယာဂီမုံတိုင်းတန်ကြောင့်စပားနှင့်အခြားသီးနှံများပျက်စီးဆုံးရှုံးခဲ့ရသည့်တောင်သူများအားထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကိုယနေ့နေ့လယ်၁၇နာရီကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခမ်းမ၌ကျင်းပပြုလုပ်ခဲ့ပါတယ်။ ်ဦးစွာခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူးဦးညီညီထွေးကယာကီမုံတိုင်းတန်ကြောင်မိုင်းဆက်မြို့နယ်အတွင်းရှိတောင်သူများစိုက်ပျိုးထားသည့်မိုးသီးနှံများထိခိုက်ပျက်စီးခဲ့ရာအဆိုပါထိခိုက်ပျက်စီးခဲ့ရသည့်စိုက်ပျိုးမြေများအတွင်းမျိုးစေ့နှင့်သွင်းအားစုများထည့်သွင်းနိုင်ရန်တရေကလျင်တသိန်းကျပ်နှုန်းဖြင့်ထောက်ပံ့ပေးအပ်တော်မူဖြစ်ကြောင်းအဖွင့်အမှားစကားပြောကြားပါသည်ထို့နောက်ခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူးဦးညီညီထွေး ခရိုင်စိုက်ပျိုးရေးဦးစီးမှုဦးဝင်းညွန့်မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှုဦးအားလွန်နဲ့မြို့နယ်မြေစင်ဦးစီးမှုဦးမင်းစော်တို့ကယာဂီမုံတိုင်းတန်ကြောင်စပားနှင့်အခြားသီးနှံများပြည့်စည်ဆုံးရှုံးခဲ့ရသည့်မိုင်းဆက်မြို့နယ်အတွင်းရှိကျေးရွာ9ရွာမှပေါင်းသူ134ဦး၏စာရေးက189.68တက်တမ68ဧကာတေကလျင်သတိဉ္ဇက်နှုံးဖြင့်စုစုပေါင်းငွေကျပ်189.68တက်တမ68သိန်းအား တောင်သူများလက်ဝယ်ရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။